အားလုံးပဲမင်္ဂလာပါရှင်။မန္တလေးခေတ်သစ်တရင်ဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းမြန်မာနယ်စပ်ရှိ Tiki Data ကိုစစ်တပ်ကလေရင်ဖြတ်ထမှန်ပုံကျဲတိုက်ခိုက်မှုဖြစ်သူတချို့ထိခိုက်ဒဏ်ရာရပြီးအဆောက်အဦများပျက်စီးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တနင်္သာရီတိုင်းဒဝေမြို့နယ်ထိုင်းမြန်မာနယ်စပ်ရှိတိခိဒေတာကိုအကြံဖက်စစ်တပ်ကလေရင်ဖြင့်ထပ်မံပုံကျဲတိုက်ခိုက်ခြင်းကြောင့်ဖြစ်သူအချို့ထိခိုက်ဒဏ်ရာရပြီးအဆောက်အဦများပျက်စီးခဲ့ကြောင်း ် KNU မိတ်တဝဲခရိုင်ကထုတ်ပြန်ထားပါတယ်။ယနေ့အောက်တိုဘာလ14ရက်နေ့မွန်လယ်12နာရီခန့်တွင်ထိုင်းမြန်မာနယ်စပ်ရှိ KNU ထိန်းချုပ်ထားသောဒဝင်မြို့နယ် TK ဒေသကိုစစ်တပ်ကဂျက်ဖိုက်တာဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းအကြမ်းဖက်စစ်တပ်၏ပုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူတို့ချို့ထိခိုက်မှုရှိပြီးအဆောက်အုံတစ်လုံးလည်းထိခိုက်ပျက်စီးခဲ့ကြောင်းသိရပါတယ်။အလားတူအောက်တိုဘာလ10ရက်နေ့နနက်8နာရီခန့်ကလည်း TK ဒေသကိုအကြမ်းဖက်စစ်တပ်၏ဂျက်ဖိုက်တာလေယာဉ်တစ်စီးကလည်း နှစ်ကြိမ်ဖုံးကျဲတိုက်ခိုက်ခဲ့ပြီးအော်လီကန်ဆက်လက်နဲ့ပြင်လဲနှစ်ကြိမ်ပြစ်ခတ်တိုက်ခိုက်ခဲ့တော့ကြောင်းပြည်သူပိုင်ပစ္စည်းများထိခိုက်ပျက်စီးခဲ့ကြောင်းသိရပါတယ်။ထို့ပြင်အော်တိုဘားလ၈ရက်နေ့မွန်လွဲ့နေ့နိုင်ခန့်ကလည်းအကြံဖက်စစ်တပ်ကတီကီဒေတာကိုဂျက်ဖိုက်တာဖြင့်ထပ်မံဖုံးကျဲတိုက်ခိုက်ခဲ့တော့ကြောင်းပြည်သူပိုင်ပစ္စည်းများထိခိုက်ပျက်စီးခဲ့ပြီးပြည်သူ350ကျော်ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါတယ်။အကြံဖက်စစ်တပ်သည်၎င်းတို့အာဏာဆက်လက်တည်မြဲနိုင်ရေးအတွက် ၎င်းတို့အုပ်ချုပ်ရာနေမြေများတွင်အတူရောက်ရွေးကောက်ပွဲကိုအတင်းအဓမ္မပြုလုပ်ရန်အထူးကြိုးပမ်းလျက်ရှိပြီး၎င်းတို့လက်လွတ်ဆုံးရှုံးခဲ့ရသောနေမြေများရှိပြည်သူများကိုအကြောက်တရားဖြစ်ပေါ်စေရန်ရည်ရွယ်ချက်ရှိရှိလေချောင်းဖြစ်ပုံကျဲတိုက်ခိုက်လျက်ရှိကြောင်း KNU ကပြောဆိုထားပါသည်။ဆလပီအီတလီနိုင်ငံမွန်ဆာမြို့ပီယာဇာဒူရမိုအေရှိ စေဒက်ဒီကနက်တိုရင်မြန်မာနိုင်ငံကိုအာယုံဆိုင်ချင်းကောင်းစင်ဖြင့်စကားဝိုင်းဆွေးနွေးပွဲပြုလုပ်တယ်ဆိုတဲ့တဲ့တင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ အီတလီနိုင်ငံမွန်ဆာမြို့ပရီဆာဒူရိုမိုအရှိစေတက်တီကနရိုတွင်မြန်မာနိုင်ငံကိုအာရုံစိုက်ခြင်းကောင်းစဉ်ဖြင့်ဇကာဝိုင်းဆွေးနွေးပွဲကိုအော်တိုဘာလ9ရက်နေ့တွင်ကျင်းပခဲ့ကြောင်းသိရပါသည်။အဆိုပါဇကာဝိုင်းဆွေးနွေးပွဲတွင်မြန်မာဒီမိုကရေစီကောင်းဆောင်နှင့်နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဒေါအောင်ဆန်းစုကြည်ဤသားဖြစ်သူကိုထိန်လင်း၊ကင်အရစ်ကအထူးသက်သေကံပြောကြားသူအဖြစ်တက်ရောက်ခဲ့ကြောင်း ကိုထိန်လင်း၏သက်တေခံချက်ကိုယူရိုဆာရဆိုကအီတလီလိုဘာသာပြန်ဆို၍ဆွေးနွေးပွဲတက်ရောက်လာတော့သူများကိုတိုက်ရိုက်ပြောကြားခဲ့ကအီတလီနိုင်ငံရှိမြမအတိုင်းဝိုင်းမှသူစာလင်းနဲ့လမီချီ CAE Italian Feminian Giuseppe Mappali အဖွဲ့အစည်း၏ဂုံတူးဆောင်ဥက္ကဋ္ဌဖြစ်သူအထက်လွတ်တော်အမတ်ဟောင်းအာဖာဒီနာဆိုယာနီတို့ကမြန်မာနိုင်ငံ၏လက်ရှိအခြေအနေကိုအသေးစိတ်ဆွေးနွေးခဲ့ကြကြောင်းဆွေးနွေးပွဲတက်ရောက်လာသူများကလည်းအပြန်အလှန်ပါဝင်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြကြောင်းသိရပါတယ် ကိုထိန်လင်းကဒေါအောင်ဆန်းစုကြည်ဤကျမ်းမာရေးချင်းနေနဲ့ပတ်သက်၍လည်းလုံလောက်သောစေကူတာမှုမရရှိခြင်းနှင့်အထူးကြံစွာချုပ်နှောင်ခံထားရခြင်းတို့ကြောင့်ပုံမှုဆိုးရွားလာသည့်အတွက်စိုးရိမ်ပူပန်မှုများတိုးပွားလျက်ရှိသည်ကိုထဲသွင်းပြောဆိုခဲ့ကြောင်းသိရှိရပါသည်။ကျမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွဲပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။